ဒီနေရာကိုဝင်ရောက်ခွင့်မရှိဘူးဆိုပြီးလင်ဂျင်ကျူးရောက်လာတဲ့အခါလင်းနှုံလည်းသူမကိုချက်ချင်းမမိသွားလို့ဒီနေရာကိုလေးလာခြင်းယုံတက်တက်ရောက်လာခဲ့မိတာဆိုပြီးပြန်ပြေးလိုက်ပါတယ်။လင်းနှုံကမိန်းကလေးဖြစ်သူကိုအရင်ဦးစားပေးလိုက်တော့မွေပါလေးကဒီမိန်းကလေးကြောင့်ဆွဲဆောင်ခံလိုက်ရပြီလားလို့လောင်းရဲလိုက်ပါတယ်။လင်းနှုံကတိုက်ခိုက်ရင်သူပဲရှုံးသွားမှာဖြစ်လို့အခုလိုအလျှော့ပေးလိုက်တာဖြစ်ကြောင်းပြန်ရှင်းပြလိုက်တဲ့အချိန်လင်ဂျင်ကျူးကနှိပ်ပန်နှလုံးသားကိုစတင်ယူဆောင်လိုက်ပါပြီ။ အပေါ်ဘက်မှာဖုံးအုပ်ထားတဲ့အစီရင်ကိုဂျာပန်ပွင့်အကွက်နဲ့အရင်ဆုံးဖျက်ဆီးပစ်လိုက်တဲ့အခါထွက်ပေါ်လာတဲ့အစွမ်းကြောင့်လင်းနုံအမြန်နောက်ဆုတ်လိုက်ရပါတယ်။ဒီမိန်ကလေးကနိုင်ပန်နှလုံးသားရဲ့အစီရင်ကိုလွယ်ကူစွာဖွင့်လှစ်လိုက်နိုင်တာကြောင့်ကြိုးတိထားရများလားဆိုပြီးလင်းနုံတန်တရားဖြစ်သွားရတယ်လို့တစ်ဖက်မှာလည်းချင်းကျူးကနိုင်ပန်နှလုံးသားကိုစတင်ဆွဲယူနေခဲ့ပါတယ်။တင်းစီပြီးသွားတဲ့အခါလင်းတုံပဲလဲပြီးဂရိတီသူဖြစ်ကြောင်းပြောလိုက်တဲ့အပြင်ဒီနေရာမှာသူမချင်းကြံတော့မှဖြစ်လို့အနောက်အရှက်မပြူဖို့ကြိုးတိပေးထားလိုက်ပါတယ်။ မွေပါလေးကတော့အဲ့ဒီမိန်းကလေးကမင်းကိုဂယုတောင်မဆိုင်ဘူးဆိုပြီးအချင်းချင်းရှယ်ပြောပြနေခဲ့တာကြောင့်စိတ်ညစ်လာတဲ့လင်းနှုတ်လည်းစင်းမြင့်ထက်မှဗာများကြံ့နေသေးတယ်ဆိုတာတက်ကြီးမိလိုက်ပါတယ်။ခေါင်းတလပေါ်ဘက်မှာအမျိုးသမီးတဦးရဲ့ပုံစံတူရုပ်ထုကြီးတစ်ခုရှိနေပြီးသူဘယ်သူလဲဆိုတာဘယ်သူမှသိချာမသိရဘူး။ဘာပဲဖြစ်ဖြစ်ရှေးဟောင်းကူတင်ချိုင်းကနေရေဒနာပစ္စည်းတချို့ရိတ်သိမ်းလိုက်နိုင်ပြီဖြစ်တာကြောင့်လင်းနှုတ်ကတေဆုံးနေပြီဖြစ်တဲ့အုတ်ကူပိုင်ရှင်ကိုဂျေဇူးတင်ကြောင်းပြောရင်းအယိုတေပြုတ်ပေးလိုက်ပါတယ်။ ဒါကိုမြင်တော့သူလှုပ်ပေးခဲ့တာကိုကြားကျေးဇူးမတင်ဘူးလားဆိုပြီးမွေပါလေးမချေမနှက်ဖြစ်နေတယ်လို့လင်းနုံကအုတ်ကူအပေါ်ဘက်မှာလက်ရေးစာသားတချို့မြင်တွေ့လိုက်ရပါပြီ။ဖက်ကြည့်တဲ့အခါဂူတင်းချိုင်းပိုင်ရှင်ကနိဗ္ဗန်စင့်ကိုတက်ရောက်နိုင်ခဲ့ပေမဲ့သူချစ်ရသူနဲ့တော့ပေါင်းဖက်နိုင်ခြင်းမရှိခဲ့ဘူးဆိုပြီးလင်းနုံတို့လည်းနားလဲသွားကြတာကြောင့်ရုတ်ထုအမျိုးသမီးကြီးဟာသူချစ်သူဖြစ်မှန်းသိရှိသွားခဲ့ရပါတော့တယ်။ ဒါအပြင်တူထားခဲ့တဲ့ကျင့်စဉ်ကလူနှစ်ယောက်ချစ်ချင်းမေတ္တာရှိနေမှကျင့်ကြံနိုင်မှာဖြစ်ပြီးဒီလိုမဟုတ်ပဲအေးဆက်တဲ့နှလုံးသားနဲ့တယောက်တည်းကျင့်ကြံမယ်ဆိုရင်ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ကျွမ်းသလိုပူလောင်လာရလိမ့်မယ်ဆိုပြီးညွန့်ထည့်ရေးထားပါတယ်။ဒီစာဖတ်နေတဲ့အချိန်မှာပဲလင်ချင်းကျူကစတင်တော်လုလာခဲ့ပြီးပူလောင်မှုခံစားရနေလို့အတင်းကျပ်ပြန်ဖိနှိပ်ပစ်လိုက်တာမြင်တော့ဒီပြဿနာကဒီလောက်နဲ့ပြီးတော့မှမဟုတ်ဘူးဆိုပြီးမွေပါလေးကအမြန်ထွက်ပြေးခိုင်းလိုက်ပါတယ်။ ဒီအချိန်ချင်းကျူလေဆက်တောင့်ခံနိုင်ခြင်းမရှိတော့ဘဲကျမ်းပြင်ပေါ်ပြုတ်ကျလာခဲ့ပြီးဒေါသထွက်စွာနဲ့လင်းတုံစီတိုက်ခိုက်လိုက်တာကြောင့်အမြန်ရှောင်းတင်းလိုက်ရင်ခေါင်းတလားကြီးပါပျက်စီးသွားခဲ့ရပါတော့တယ်။လင်းတုံကဒီကိစ္စသူ့နဲ့ပါဆိုင်လို့လဲဆိုပြီးအပြင်ထွက်ဖို့ပြင်လိုက်ပေမဲ့ချင်းကျူကတကားပိတ်ပစ်လိုက်ကနိဗ္ဗာန်နှလုံးသားမှာပြဿနာရှိနေတာကိုအစိုးကြီးတွေကကြိုးသိထားရမြလားဆိုပြီးမေးမြန်းလာခဲ့ပါတယ်။ ူဘာမှမသိတဲ့အကြောင်းလင်းနှုံပြန်ရှင်းပြလိုက်တဲ့အခါချင်းကျုကဆရာပြောပြတဲ့နီလန်တိုင်းနိဗ္ဗာန်နှလုံးသားကိုစုပ်ယူဖို့စ조사ခဲ့ပေမဲ့အမားရွေးလေးရှိသွားတာကြောင့်လင်းတုံစီကနေစွမ်းအင်မြူတွေကိုခဏလောက်ငားယူခြင်းကြောင့်ချိုးသာစွာပြောလာပါတယ်။ဒီစကားကြတော့အမြူတီပေးလိုက်ရင်မင်းရဲ့ကြင်ကြံမှုတွေအကုန်လုံးချက်ချင်းပြည့်စည်သွားရလိမ့်မယ်ဆိုပြီးမွေပါလေးသတိပေးလိုက်တဲ့အတွက်လင်းနှုံလည်းဒီကိစ္စကိုတော့မကူပေးနိုင်ကြောင်းပြောရင်းအမြန်ထွက်သွားလိုက်ပါတယ်။ ချင်းကျူကသူမကိုဒီနေ့ကူညီပေးမယ်ဆိုရင်နောက်ပိုင်းကျအစပေါင်းများစွာပြန်ပေးဆက်မှာဖြစ်ပြီးဒီလိုထွက်သွားမယ်ဆိုရင်တော့ပြင်မာရလိမ့်မယ်လို့ပြောလိုက်ရင်လင်းတုံစီအလင်းငိုက်တိုက်ခိုက်လိုက်ပါတော့တယ်။လင်းတုံကအမြန်တားစီးလိုက်ပေမဲ့အစင်းချင်းကွာချနေလို့ချက်ချင်းလွင့်ထွက်သွားရပြီးထပ်တိုက်ဖို့ပြင်လိုက်ပေမဲ့သူမသိတဲ့အချိန်မှာပဲအချုပ်ခံထားလိုက်ရပါတယ်။ဒီအချိန်သူ့ရဲ့နေရာမှာဘသူတွေစွညံအောင်လုပ်နေတာလဲဆိုပြီးအတန်ကြီးတက်တက်ရုတ်တရက်ထွက်ပေါ်လာခဲ့ကဂူတင်းချိုင်းပိုင်ရှင်ဖြစ်သူရဲ့စိတ်ဝိညာဉ်တမြင်ကရုံလုံးထွက်ပြလာခဲ့ပါတော့တယ်။ ချင်းကျူကခေါင်းတလားဖြက်စီးမိလိုက်လို့အနေခက်နေရတာမြင်တော့အကြီးကဲကဘာမှမဖြစ်ကြောင်းရေမောပြောလိုက်ပြီးသူတို့နှစ်ယောက်ကိုနိဗ္ဗာန်နှလုံးသားလာယူကြတာလားမေးကြည့်လိုက်ပါတယ်။တကယ်တော့နိဗ္ဗာန်နှလုံးသားထဲမှာပြဿနာရှိနေတာမဟုတ်ပဲချစ်သူနှစ်ယောက်အတူကျင့်ကြံတဲ့အခါကျမှဒီကျင့်စဉ်ကိုပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်းအကြီးကဲရှင်းပြလာတဲ့အခါသူတို့နှစ်ယောက်ကအခုမှတွေ့ဘူးကြတာဆိုပြီးအမြန်ရှင်းပြလိုက်ကြပါတယ်။အကြီးကဲကလည်းဒါဆိုရင်နိဗ္ဗာန်နှလုံးသားကိုသူစီပြန်ပေးလိုက်တော့ဆိုပြီးပြန်ထုတ်ယူလိုက်ပါပြီ။ ချင်းကျူကအကားကွဲတစ်ခုနဲ့ချက်ချင်းကထားလိုက်ပေမဲ့နိဗ္ဗာန်ဆင့်အကြီးကဲတယောက်အရှိမကလေးကစားစရာလိုဖြစ်နေခဲ့ရတာကြောင့်မွေပါလေးကဒီအခွင့်အရေးကိုအသုံးချပြီးအမြန်ထွက်ပြေးခိုင်းနေပါတယ်။ဒါပေမဲ့လင်းနှုံကအကြီးကဲဖြစ်သူစီတွားရောက်အယိုတည်ပြုလိုက်ပြီးလင်းချင်းကျူကမတိနားမလဲသူဖြစ်လို့အကြီးကဲဘက်ကခွင့်လွတ်ပေးမယ်လို့မျှော်လင့်ပါတယ်ဆိုပြီးကိုစားတောင်းဆိုပေးကြည့်လိုက်ပါတယ်။ဒီစကားကြတော့အခုမှတွေ့ဘူးတဲ့လူကိုကဲတင်ပေးချင်နေတာလားဆိုပြီးတစ်ချက်ရင်မော်လိုက်တဲ့အပြင်ကန်ဂျမာကလူကိုကြီးစဲတက်တယ်လို့ပြောရင်းအမျိုးသမီးရုပ်ထုစီဝန်းနေလွန်ဆွတ်စွာလမ်းကြည့်မိလိုက်ပါတယ်။ ။ဘာပဲဖြစ်ဖြစ်လင်းနှုံရဲ့တခါတွေ့ဖူးတဲ့ကံကြမ္မာကိုတော့သူဖြစ်စီပေးလိုက်ပါမယ်ဆိုပြီးနှစ်ယောက်စလုံးကိုအနီးကပ်သွားကြတဲ့အထိထိန်ချုပ်ပိုးလွတ်လိုက်တယ်လို့သူပိုင်ဆိုင်တဲ့နိဗ္ဗာန်ဆွမ်းအင်ကိုမင်းတို့နှစ်ယောက်စီပေးရလိုက်တော့မှဆိုကခရမ်းရောင်ဆွမ်းအင်တွေစတင်လွမ်းကြုံပေးလိုက်ပါတော့တယ်။ချင်းကျူကသူမကိုလွတ်ပေးဆိုပြီးလမ်းအော်ပြောတော့လင်းနှုံသာဝင်မကူညီပေးဘူးဆိုရင်ဒီနေရာမှာချက်ချင်းတက်ပြစ်လိုက်မှဆိုပြီးအကြီးကဲကသူမရရှိခဲ့နိုင်တဲ့ချက်ချင်းကံကြမ္မာတစ်ခုကိုတခြားလူတွေစီဖြစ်စီပေးလိုက်ပါတယ်။ လင်းနှုံတို့ပြန်တရီရလာတဲ့အခါစိတ်တွေထိန်ချုပ်ခံထားရပြီဖြစ်လို့ချင်းကျူးလဲအတက်နိုင်ဆုံးယုံထွက်ကြည့်ခြင်းခဲ့ပေမဲ့သူ့ရင်ဘက်ပေါ်ပြန်လဲကျသွားခဲ့ရပါပြီ။နိဗ္ဗန်စွန်အားကြောင့်အသီးစိတ်တွေလည်းတဖြည်းဖြည်းဝေလာခဲ့ရသလိုချင်းကျူးရဲ့မျက်နှာကလေးပြုတ်ကျသွားရချိန်မှာတော့ထိန်ချုပ်နိုင်စွမ်းတွေလည်းလုံးဝပျောက်ကွယ်သွားခဲ့ရပါတော့တယ်။အပြင်ဘက်မှာတော့အကြီးကဲဖြစ်သူကလင်းနှုံဟာသူ့ကိုတကြိမ်အယူအသေးပြုခဲ့လို့ထက်ကူညီပေးလိုက်မယ်ဆိုပြီးကောင်းကင်ကြီးကွန်ရှေဟောင်းလန့်ရဲ့တိုင်းချင်းစင်ကိုပါတခါတည်းထည့်ပေးထားလိုက်တဲ့နောက် တနေ့ကျရင်မင်းတို့နှစ်ယောက်လုံးသူ့ကိုဂျေဇူးတင်လိမ့်မယ်ဆိုပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ဒီချိန်ကျမှအပြင်ဘက်ကလူတွေလည်းနိဗ္ဗာန်နှလုံးသားကိုတခြားလူရရှိသွားပြီဆိုပြီးအမြင်ဝင်လာခဲ့ကြတဲ့အချိန်နိဗ္ဗာန်စွမ်းအင်တွေရဲ့လောကငယ်တစ်ခုထဲမှာတော့ချစ်ချင်းရနှံ့တွေထုံလွှမ်းနေကြရပါတော့တယ်။အချိန်တစ်ခုကြာပြီးနောက်ခရမ်းရောင်လုံးကြီးပျောက်ကွယ်သွားတဲ့အခါလင်းနှုံလည်းအသက်ကိုဖက်နဲ့ထုတ်ရင်အမြင်ထွက်ပြေးလိုက်ရသလိုလွင့်ထွက်သွားစေတဲ့တိုက်ခိုက်မှုတစ်ခုကလည်းသူ့နောက်ထက်ချက်မကွာလိုက်လာခဲ့ပါတယ်။ ပြီးတဲ့အခါလင်းနှုံကိုဖမ်းချုပ်ထားလိုက်ပြီးချင်းကျူကနင့်အသက်ကိုချက်ချင်းနှုတ်ယူပြစ်မဲ့ဆိုပြီးထွက်ပေါ်လာခဲ့တာကြောင့်လင်းနှုံလည်းကောင်းတဲ့စိတ်ထားလေးနဲ့ဝင်ကူညီပေးခဲ့တာပါဆိုပြီးအမြန်ရှင်းပြလိုက်ရပါတယ်။ဒီစကားကြတော့ချင်းကျူလည်းအနေငယ်ရှုပ်ထွေးသွားရပေမဲ့လင်းနှုံကသူမဖြူစင်မှုကိုအယောင်ဆိုးပြစ်လိုက်တာမို့တန်ရတန်ကြီးပြန်ပေးဆက်ရမယ်ဆိုကပြေးဝင်တိုက်ခိုက်လာမှုကိုလင်းနှုံကလန့်ရှင်နဲ့ကာကွယ်ထားလိုက်ပါတယ်။ချင်းကျူကလက်နက်ကိုအသားရဖယ်ထုတ်လိုက်ပြီးလေမျိုးဖမ်းချုပ်လိုက်ရင်အသေးသက်ဖို့ပြင်လိုက်ပေမဲ့လည်းမျက်ညံတွေပြန်တရီရလာမိတာကြောင့်အစွမ်းကိုပြန်ရုပ်သိမ်းထားလိုက်ပါတယ်။ ဒီအခွင့်အရေးကိုအသုံးချပြီးလင်းနှုံကသူမကိုရှင်းပြခြင်းကြောင့်ပြောလိုက်တဲ့အချိန်လင်းလန်ထန်းတို့၃ယောက်လည်းတပြိုင်နက်ဝင်ရောက်လာခဲ့ကြပါပြီ။သူတို့ရောက်လာတော့ချင်းကျူးကမျက်နှာကပြဝစ်ဆင်ထားလိုက်ပြီးဝေးရံရဲ့ဘာလုပ်နေကြတာလဲဆိုတဲ့မေးခွန်းကိုတခင်လေးလင်းနှုံနဲ့လက်ရည်စမ်းကြည့်နေတာဆိုပြီးအေးဆက်စွာပြန်ဖြေလိုက်ပါတယ်။ဝေးရံကလင်းနှုံကိုတခါမှမမြင်ဖူးထားတဲ့အပြင်စွမ်းအင်မြူဒီပုံပြိဝခြင်းအဆင့်ဖြစ်လို့ဘေကရောက်လာတဲ့ကောင်လဲဆိုပြီးပြဿနာရှာဖို့စူးစမ်းလာတဲ့အခါလင်းနှုံကနာမည်မရှိတဲ့လေမီတာစုဝင်တယောက်ပါဆိုပြီးဒလန်နောက်ဆုတ်လိုက်ပါတယ်။ ဒီအချိန်လင်းလန်ထန်းကနိဗ္ဗာန်နှလုံးသားမှာပိုင်ရှင်းရှိသွားပြီဆိုတဲ့ဇာတ်နဲ့အတူလင်းတုံဘေးနာကက်ဖြတ်သွားခဲ့ပေမဲ့သူ့စီမှာတိုက်ခိုက်နိုင်စွမ်းမရှိသေးလို့လဆားချေချင်းစိတ်ကိုအတင်းဖိနှိပ်ထားခဲ့ရပါတယ်။ဒီနေရာမှာလူနှစ်ယောက်ကြိုရောက်နေပြီးလင်းတုံကိုဘေးဖယ်ထားလိုက်တဲ့အခါနိဗ္ဗာန်နှလုံးသားပိုင်ရှင်ကမင်းကလေးချင်းကျူးဖြစ်နေလို့လူတိုင်းကတလန်းနောက်ကျသွားရပြီဆိုပြီးစိတ်ပြတ်သွားကြရပါတယ်။ဝိယံကတော့နိဗ္ဗာန်နှလုံးသားမရှိလဲနောက်ပိုင်းကျရင်နိဗ္ဗာန်ဆင့်ကိုတက်ရောက်နိုင်ပါသေးတယ်ဆိုပြီးဂုံမောက်စွာပြောဆိုနေတာကြောင့်လင်ချင်းကျုကတလန်းနောက်ဆုတ်ပေးလို့ဂျေဇုတင်ကြောင်းဆိုပါတယ် လင်းနှုံကသူတို့ကြားကနေမတိမတာထွက်သွားပေမဲ့ချင်းကျူးကရက်တန့်ခိုင်းလိုက်ပြန်လို့လူတိုင်းရဲ့အာယုံဆိုင်မှုကိုနောက်တစ်ကြိမ်ပြန်ခံလိုက်ရပါပြီ။ချင်းကျူးလည်းသူတို့လှုပ်ဝက်ချက်ကိုတခြားလူတွေရိပ်မိသွားမှစိုးရိမ်လို့လင်းနှုံဟာတိုက်ခိုက်ဆွမ်းအားကြီးမားတာကြောင့်နောက်တစ်နေရာမှာသွားတိုက်ကြရအောင်ဆိုပြီးအလို့ပေးခြင်းစိတ်မရှိလို့လင်းနှုံကလည်းသူ့အရှုံးပေးကြောင်ချက်ချင်းပြန်ပြောလိုက်ပါတယ်။ ဒါပေမဲ့လက်မလျှော့နိုင်သူကလက်ဆွဲထွက်သွားတဲ့အတွက်ဝန်ရံလဲချင်းကျူးကဒီလိုအစင်းနှိမ်ကောင်မျိုးကိုဘာကြောင့်စိတ်ဝင်စားနေရတာလဲဆိုပြီးဒေါသထွက်သွားခဲ့ရပြီဖြစ်တယ်လို့လင်းမိသားစုဘိုးဘေးမျိုးနွယ်ဝင်တွေလည်းဒီနေရာစီရောက်ရှိလာကြပါတယ်။ဝန်ဖန်ကလည်းသူ့လက်နက်ကိုလင်းတို့ယူသွားကြောင်းတိုင်ကြားလိုက်တဲ့အတွက်ဝန်ရံကဒေါသတွေစုပေါင်းလိုက်ပြီဖြစ်လို့ဒီအတိုင်းထွက်သွားခွင့်မပြုတော့ဘဲလင်းချင်းကျူးကိုလည်းယောက်ျားချင်းကိစ္စဖြစ်လို့ဘေးဖယ်ခိုင်းထားလိုက်ပါတယ်။ ချင်းကျုကလည်းသူတို့တိုက်ပွဲပြီးသွားတဲ့အခါကျမှဇလန်းပြန်ဆက်ကြမယ်ဆိုပြီးအနောက်ဆုတ်ပေးလိုက်တော့လင်းနုံကပိုင်ရှင်မဲပစ္စည်းတစ်ခုကိုကြိုက်တဲ့သူယူခွင့်ရှိတယ်။ကောင်းကင်ကြီးခွန်လန်ရှိကဘဲချိန်တဲကမင်းတို့ဝံမိသားစုအပိုင်ဖြစ်သွားခဲ့တာလဲဆိုပြီးကြက်ကြက်လက်ကြပြန်ပြောလိုက်ပါတယ်။ဒီနေရာမှာရှိနေတဲ့ယေဒနာပစ္စည်းတိုင်းကိုမင်းတို့စီလာအပ်ပေးရမှာလားဆိုပြီးပြောတော့တခြားသူတွေလည်းမှန်လိုက်တဲ့စကားဆိုပြီးကြိတ်ရမောလိုက်ကြလို့ဝံရံတယောက်ပို့ပြီးဒေါသထွက်သွားခဲ့ရပါတော့တယ်။ဝံဖန်ကဒီလက်နက်ကိုသူအရင်တွေ့ခဲ့တာဆိုပြီးပြောတော့ တိုက်ပွဲတိုက်ခိုက်ပြီးမှသူ့ပိုင်ဖြစ်ခဲ့တာဆိုပြီးလင်းနှုံကအာဂျီသူတွေအရှိမတောင်လုံးဝအောက်ကျို့ခြင်းမရှိပါဘူးဒီအချိန်မှာပဲဝန်ယံကအရှိန်ဝါတွေနဲ့စတင်ဖိနှိပ်လာခဲ့ပြီဖြစ်လို့လင်းနှုံကဆက်ရှင်းပြနေလေအသုံးမဝင်တော့ဘူးဆိုပြီးတိုက်ခိုက်ဖို့ပြင်လိုက်ပါပြီလင်းကဲအာကလင်းနှုံအတွက်ဝင်ပြောပေးနေပေမဲ့လင်းလန်ထန်ကသူများကိစ္စဝင်မပါနဲ့ဆိုပြီးချိန်မောင်းပစ်လိုက်တယ်လို့လင်းနှုံကိုဘိုးဘေးမျိုးနွယ်စုထဲမှာတခါမှမတွေ့ဘူးခဲ့တာကြောင့်မိသားစုခွဲကလူဖြစ်မှန်သိရှိသွားကြပါတယ် မိသားစုခွဲတွေကိုစိတ်ဝင်စားခြင်းမရှိလို့လင်းလန်ထန်ကဒီတိုင်းရက်ကြည့်ခိုင်းလိုက်တဲ့အခါဝမ်ဖန်ကလင်းတော်ဟာလင်းမိသားစုဝင်ဖြစ်နေရင်ဒီကိစ္စကိုမင်းပဲကင်တွယ်လိုက်တော့ဆိုပြီးလင်းလန်ထန်စီလွဲပြောင်းပေးလိုက်ပါတော့တယ်။လင်းလန်ထန်ကကောင်းကင်ကြီးခွန်လန်ရှိကိုဝန်ရံစီပေးခိုင်းလိုက်ပြီးတခါတည်းတောင်းပန်ခိုင်းလိုက်တာကြောင့်မိသားစုဝင်ချင်းချင်းကိုဖိနှိပ်ချုပ်ချက်လွန်းတယ်ဆိုပြီးလင်းနှုံလည်းလင်းလန်ထန်အပေါ်ပုံမုံမုံတီးတွားခဲ့ရပါပြီ။ သူပြောသလိုမလုပ်တာမြင်တော့လင်းလန့်ထန်းကအရှိန်ဝါကြီးတစ်ခုနဲ့ဖိနှိပ်ထားလိုက်တဲ့အပြင်တောင်းခံနေတဲ့သူစီကိုတိုက်ခိုက်မှုတစ်ခုအตาရာပြုတ်လုလိုက်ပေမဲ့လင်းနှုံကလည်းစွန့်အင်ဖန်ဆင်းခြင်းပုံအဆင့်ကဒီလောက်ပဲလားဆိုပြီးခေါင်းမာစွာဆက်တောင်းခံထားခဲ့ပါတယ်။မင်းစီမှာအစွမ်းစားတော့ရှိတာပဲဆိုပြီးလင်းလန့်ထန်းဘက်ကစွန့်အားပို့တိုးမြင့်လိုက်တဲ့အခါလေးမိသားစုဝင်အချင်းချင်းဖြစ်နေတာမို့နည်းနည်းလောက်အလျှော့ပေးလိုက်ပါလို့ပြောရင်းလင်ခဲ့အားကဝင်ရောက်ဖြောင်းဖြားကြည့်လိုက်ပါတယ်။ တခြားလူတွေအရှိမဒီလိုမျိုးအဖြစ်ပေးနေမယ်ဆိုရင် လင်းဘိုးဘေးမျိုးနွယ်စုကိုဂုံတိတ်ခါထိခိုက်စေတယ်ဆိုပြီးပြောပြတဲ့အခါကျမှလင်းလန်ထန်လဲဆွမ်းအားပြန်ရုပ်သိမ်းပေးလိုက်ပါတယ်။လက်ရှိအခြေအနေကိုမွေပါလေးကလည်းအယံတော်သားထွက်နေပြီဖြစ်လို့သူတို့နှစ်ယောက်ပေါင်းလိုက်ရင်အဲ့ဒီကောင်ကိုထိခိုက်အောင်လုပ်လို့ရတယ်ဆိုပြီးအတိပေးကြည့်လိုက်ပေမဲ့လင်းနှုံကဆွမ်းအားချင်းအယံကွာချနေရင်ဘာမှဖြစ်လာမှာမဟုတ်ပဲလိုဝက်ချက်ထွက်ပေါ်သွားမယ်ဆိုကညင်းပယ်လိုက်ပါတယ်။ ဒီအချိန်လင်းလန့်ထန်းကစွမ်းအင်လက်ဝါးကြီးတစ်ခုကိုသူ့ပေါ်အုံမိုးပေးလာခဲ့ပြီးသူတို့နှစ်ယောက်ဟာလင်းမျိုးနွယ်ဝင်တွေဖြစ်လို့အခွင့်အရေးတစ်ခုပေးလိုက်မယ်ဒီရှိန်ဝါဖီအားကိုတောင်းခံထွက်သွားနိုင်မယ်ဆိုရင်ဒီကိစ္စအတွက်အပြစ်မပေးတော့ဘူးဆိုပြီးပြောတော့တခြားလူတွေလည်းဒီကစားပွဲကိုလက်ခံပေးလိုက်ကြပါတယ်လင်းကေအားကအကူကြီးလင်းလန့်ထန်းရဲ့အရှိန်ဝါဖီအားကိုတောင်းခံဖို့မဖြစ်နိုင်တာကြောင့်ဝိညာဉ်လက်နက်ပေးပြီးထွက်သွားဖို့ဖြောင်းဖျားလိုက်ပေမဲ့လင်းနုံကရွှန်စွမ်းအင်ထုတ်ဖော်လိုက်ပြီးစတင်ထွက်ခွာလိုက်လို့တစ်ဖက်ကလည်းဖီအားထုတ်ဖော်လိုက်ပါတော့တယ် ဖီးအားတစ်ချက်ကလင်းနှုံကိုဒူးထောက်ကျသွားစေခဲ့ပေမဲ့ခေါင်းမာတဲ့လင်းနှုံကသူ့ရှုံးမှမဟုတ်ဘူးဆိုကချက်ချင်းမတက်ပြန်ရက်လိုက်ပြီးခမ်းမအပြင်ဘက်ရောက်အောင်ရှေ့ဆက်တိုးလိုက်ပါတယ်။ဒါကိုမြင်တော့လင်းလန်ထန်းကစွမ်းအားပိုတိုးမြင့်လိုက်လို့လင်းနှုံလည်းသွေးကြောတွေထောင်ထလာခဲ့တဲ့အထိလန်တချောင်းကိုအားပြူရင်တလန်းချင်းဆက်လျှောက်လန်းလိုက်တဲ့အခါလင်းခဲအားကစိုးရိမ်စော်အောင်မိလိုက်ပြီးချင်းကျူးကတော့တင်းငိမ့်စွာကြီးရှုနေခဲ့ပါတယ်။ ီလိုဆက်သွားနေရင်မကြခင်မှာပဲအပြင်ဘက်ရောက်တော့မှဖြစ်လို့လင်းလန့်ထန်းကအချိန်ဝါပို့ထုတ်ဖို့လိုက်တဲ့အခါလင်းနှုံလည်းသတိမေ့တော့မလို့ဖြစ်သွားရပေမဲ့ညီမဖြစ်သူရဲ့အေးအေးအစိတ်ပြေတနာနဲ့လေးမိသားစုခွဲကိုဘိုးဘေးမျိုးနွယ်စီပြန်ရောက်စေချင်တာကြောင့်လင်းနှုံလည်းစွမ်းအင်မြူတေပုံစင့်ကိုအာကုံထုတ်ဖို့ပြစ်လိုက်ရင်အနင်းတင်းကျိတ်ကအပြင်ဘက်ဆက်လက်လိုက်ပါတော့တယ် ဘယ်တော့မှရှုံးနိမ့်မှာမဟုတ်ဘူးဆိုပြီးရန်သူတော်ကြီးကိုပထမဆုံးအကြိမ်အနိုင်ယူဖို့ကြိုးစားနေခဲ့လို့တခြားသူတွေလည်းမယုံကြည်နိုင်ဖြစ်နေရတဲ့နောက်လင်းနုံကမင်းဆိုရဲ့ကောင်ကိုချင်းတဲ့အနိုင်ယူပြစ်မှာဆိုပြီးနောက်ဆုံးခြေလန်းကို ခမ်းမအပြင်ဘက်စီကြော်ဖြတ်ပြလိုက်ပါတော့တယ်။လင်းနုံကဒီနေ့ကိစ္စကိုသူတေချမှတ်ထားပြီးတနေ့ကျရင်အစတရာပြန်ပေးဆက်ခိုင်းမယ်ဆိုကလင်းလန်ထန်းစီမထီမဲ့မြင်ကြီးရှုလိုက်ပါတယ်။ဝင်းရန်နဲ့တခြားလူတွေကပယက်စိတ်လေးတကောင်ရဲ့အစွမ်းကုန်ကြိုးစားမှုဆိုပြီးလောင်ရည်နေခဲ့ကြတယ်လို့ဝင်းရန်ကလည်းလင်းနုံစီကနေလက်နက်ပြန်ယူပြစ်ဖို့အကြံစီဆွဲထားလိုက်ပါတော့တယ်။